ွေပွေလည်လည်ရင်ဖွဲ့လာတဲ့ယတနာပေါ်အားလုံးပဲမင်္ဂလာပါရှင်။အနုပညာလုပ်တွေမှာတော့နေရာတနေရာထိအောက်ရှိအောင်မြင်နေတဲ့မင်းသမီးလေးယတနာပေါ်ကတော့အခုဆရာအနုပညာလုပ်တွေကိုစတိုင်ရှိုက်ကူလာနေရပြီးမင်းသမီးလေးယတနာပေါ်ကတော့ဂျူလီနော်ဖောအေထာရူလိုပရိသရီရဲ့အာပေဝေယမူရီကိုအပြေဝရရှိနေရပါ။ အခုစိန်ကလင်းပေးတဲ့ပြည်သူတွေကိုမြေပြတ်တဲ့စိန်ကတောင်ရလူခွင့်ကြီးပေးနေတဲ့ယတနာဘုရားတော့အခုစိန်ကလင်းပေးတဲ့ပြည်သူတွေကိုမြေပြတ်တဲ့စိန်ကတောင်ရကွင့်ကြီးပေးနေတဲ့ယတနာဘုရားတော့ငလင်းပေးတဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့လွယ်အပ်ချက်တွေကိုအခုလိုပဲပွေပွေလေးလေးပြပြလာခဲ့ပါတယ်ယတနာဘုရားမြေပြအခြေအနေရတော့တကယ်လိုအပ်နေရကအစာတောက်အလူပြည့်စင်များတဲ့ရေရှည်ကာလအတွက်ဘလို့ထောက်ပံ့မှုတွေပေးနိုင်မလဲဆိုတာအရေးကြီးနေရပါတော့။ ညလင်းတန်းကြောင့်လေမြေအောင်ရေကန်20ကျော်ရှိရာကနေအခုစရေ6ခွတ်သာ အကောင့်ပတိကျန်တော့လို့မန္လေးဒေတာမှာတုံးရီဖြောက်ဝေဖို့ဆိုတာရေရှည်အတွက်ခက်ခဲရှင်နေဒါကြောင့်တောက်ရီတုံးရီတွေအတွက်အရင်ဆုံးဖြည့်ရှိရမယ်ပေါ့နော်ပြီးတော့ကျမရေးပြဿနာဖြစ်လာနိုင်မယ်ပေါ့ကိုညထောက်ပံ့မှုများလူတဲမှုများပြုလုပ်ပေးနိုင်ဖို့ကလည်းအရေးကြီးပါတယ်အခုပြောရရေကရေရှည်အတွက်လိုအပ်သောကိုညမှုမျိုးဖြစ်တယ်လို့မြင်မိပါတယ်ရှင်ဆိုပြီးယတနာဘဝဖွယ်ဖွယ်လည်လည်ပြောပြလာခဲ့ပါတယ်ယတနာဘဝတော့ငလင်ပေးတဲ့နေရာတွေကိုမကြသေးမီကလည်းလွယ်အပ်တာလေးတွေကိုသူမကိုရန်တော်ရောက်ကိုညပေးခဲ့ပါတယ် သူမကိုရိုင်းတွားရောက်လွတ်တန်းပေးခဲ့ပါရယ်။အဲကြောင့်တွေကိုလည်းရတနာဘုံကသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေဗီဒီယိုကိုမျှဝေကအတည်ပြုထားခဲ့ပါရယ်။ ရတနာဘူကတော့မလေးစကိုင်းတိုင်းတွေကိုဂရိုင်းသွားရောက်ကတတိယရောက်လူတန်းထောက်ပံ့ပေးခဲ့ပါတယ်။အဲတောင်လေးတွေကိုလည်းရတနာဘူကအခုလိုပဲအသိပေးမျှော်ဝေထားခဲ့ပါတယ်။ရတနာဘူကဘုရုံမနမရရဲ့အတူတူမလေးမျိုးနဲ့စကိုင်းမျိုးတို့ကိုဂရိုင်းသွားရောက်လူတန်းဖြစ်ခဲ့ပါတယ်။ပထမနေ့စကိုင်းမှာစကိုင်းဆေးဝင်ခြင်းနဲ့အလို့ရှင်အရောက်နေတဲ့ CT ဂျေဝါစကိုင်း Mobile Clinic Store ကိုလိုအပ်တဲ့အစီအဝါပစ္စည်းလူသုံးကုန်ပစ္စည်းများလူတန်းခဲ့ပါတယ်။ ဒုတိယနေ့မန္တလေးမှာနှစ်ဖွဲ့ခွဲပြီးမြောက်ဝတီဒလရှင်စာတိုက်နဲ့စက်ကောလန်နာစိန်ပန်းရက်ခွဲကရင်950ကလေးစွန်းတို့မှလည်းဇေဝပြည့်စင်နဲ့လူသုံးကုန်များလူတန်းဌာနပြုခဲ့ပါရယ်တတိယနေ့မှာတော့မန္တလေးစေဝကြီးမှာငလင်ကြားထိခိုက်ခံစားရတဲ့တန်ဃာတော်များကိုစိတ်ကူတမှုအတွက် ငွေကြေးနဲ့ထိခိုက်ခံစားရသောဝေဒနာရှင်တို့အားငွေကြေးများနဲ့စည်းဝံကြီးအတွေ့အထွေထွေအသုံးငွေများကိုတူတာဆုံးလေဗုဒ္ဓဝင်အဖွဲ့မှဆရာတော်ကြီးကကိုစားလူတန်းခိုင်လို့တော်လူတန်းဖြစ်ခဲ့ပါရရှင်ဆိုပြီးအတိပေးမျှဝေထားခဲ့ပါရယ်ယတနာဘုရားတော်လိုအပ်တဲ့နေရာလေးတွေကိုထမှန်သွားရောက်ကလူတန်းပြေးသွားမှဖြစ်ပြီးလူတန်းထောက်ပံ့ပေးတဲ့အပေါ်မှာလည်းအခုလိုပဲအတိပေးပြောဆိုလာပါရယ် ယတနာဘုံကအဓိကလူမဲ့လို့အဆုံးဖြတ်ထားပြီးလူမဲ့ဒေတာအကြောင်းကိုနှက်ဆက်ကြမ်းကျင်သော နေကံမြေပြင်တွင် အမှန်တကယ်လောက်ကိုင်းနေသောပရဟိတာတဲ့အဖွဲ့အစည်းများနဲ့သာကြိုတင်ချိတ်ဆက်ပြီးပူပေါင်းကူညီလူတန်းတင်ပါရီပေါ်တော့ ငလင်ဘေးကိုအခွင့်ကောင်းယူနေကြတဲ့ခွင့်ရတမားတွေကလည်းအရင်ကများနေအောင်တွေ့ရတယ်။အားလုံးလည်းတတိထားစေချင်ပါတယ်ဆိုပြီးရတနာဘုံကအသည့်ပေးပြောပြလာခဲ့ပါတယ်။အခုလက်ရှိမှာတော့မြင်သမီးလေးရတနာဘုံကအမှုပြလို့တွေ့မှာစူးစားလောက်ကိုင်းနေပြီးပရဟိတလို့တွေ့ကိုလည်းဆောင်ရွက်ပေးနေလေရှိပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်အကြောင်းအသေးလေးတွေကျွန်မတို့ရဲ့ page လေးကို like and follow ထားပေးကြပါဦးနော်။အဆုံးထိအပြည့်ချစ်မှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။